အလုံးပဲမင်္ဂလာပါရှင်ဆရာတန်းဝင်းလိုင်ရေးသားသောအထင်ကရမြမနိုင်ငံရေးခေါင်းဆောင်များအပိုင်း၅ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ကလုံးဦးဆုံးမြမနိုင်ငံလွတ်လပ်ရေးရအံ့ဆဲဆဲတွင်ဖိုးချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်ကြီးများကလုံးဦးဆုံးနှင့် သူ၏နောက်လိုက်လူသက်သမားတစုကကြိုတင်စီစဉ်ကလောက်ကျန်တက်ဖြတ်မှုကြောင့်ကြဆုံသွားခဲ့ရရှာသည်ထို့ကြောင့်ဇူလိုင်လ16ရက်နေ့ရောက်တိုင်းဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများကြဆုံခဲ့ရသည့်နေ့ကို အမှတ်တရရှိစေခြင်းကအာဇာနည်နေ့အဖြစ်ကျင်းပလာခဲ့သည်မှာ2012ခုနှစ်ဇူလိုင်လ16ရက်နေ့တွင်65နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်တေသောသူကြာရင်မိတ် ဆိုရိုးစကားရှိတော်လေယနေ့တိုင်ပြည်သူတရက်လုံးကဗိုလ်ချုပ်နှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများကိုယနေ့တိုင် တအောင်မိမိတတန်းတတနှင့်လွမ်းရှိန်မပြောက်တတွေ့တောင်းတောင်းတပြောင်းပြပြ တတိယနေဆဲဖြစ်သည်ထိုနည်းတူသောဗိုလ်ချုပ်တို့အောင်ရာဇဝင်ရိုင်းအောင်ရုပ်မာလာတော်အကျံပြုခဲ့ကြသောလူမသမားတို့သည်တရားဥပဒေအတိုင်း မိုက်ပစ်ကိုခံလိုက်ရပြီဖြစ်တော်လေသူတို့ဤဘဝနှင့်သူတို့အမိုက်ဆက်ကိုအမိုက်ရနေစေပင်ဖြစ်သည်ထို့ကြောင့်ဘိုးချုပ်အောင်ဆဲနှင့်ခေါင်းဆောင်ကြီးများကိုလောက်ကျန်တက်ဖြတ်ခဲ့သောဂလုံးဦးစောဤဘဝတဆိတ်တဆောင်းနှင့်နှောင်းအတိတ်မှသမိုင်းပုံရိပ်ကို လူငယ်များသိရှိနိုင်စေရန်ပြန်လည်ဖော်ပြလိုက်ပါသည်နိုင်ငံတော်လောက်ကျန်မှုတရခန့်အဖြစ် ဘဝစသိမ်းပိုင်းမှလှခဲ့သောနန်းရင်ဝေဟောင်းကလုံးဦးစောကိုပဲခူးတိုင်းအုတ်ဖို့မျိုးနဲ့ကိုင်းချင်းရွာတိုင်းအပမြေပိုင်ရှင်ဦးဖိုကျူအမိတော်ပန်းတို့မှ1900ပြည့်နှစ်မေလ16ရက်ဗုဒ္ဓဟူးနေ့ည9:30မိနစ်တွင် ဖွားမြင်ခဲ့သည် မွေးချင်း၄ရောက်အနက်ဒုတိယမြောက်သားဖြစ်သည်မွေးချင်းများမှာအမတော်ယုံ ကလုံးဦးဆုံးညီမောင်တင့်ဦးထွန်းလေးခေါ်ဦးမောင်မောင်ကြီးတို့ဖြစ်ပါသည်ငယ်စဉ်ကကျိုးပင်ကောင်းမြို့ရိုမန်ကက်သလစ်သာသနာပြုကြောင်းတိုင်းတတမရန်အောင်မြင်သည့်အထည်ပညာသင်ကြားခဲ့သည် ထို့ပြင်အင်္ဂလိပ်စာကို ကလကတာယခုကိုလကတာမြို့သို့သွားရောက်သင်ကြားခဲ့သည်1928ခုနှစ်တွင်မြန်မာနိုင်ငံ၌နောက်ဆုံးကျင်းပခဲ့သည့် တတရတဲ့ရှေ့နေစာမေးပွဲကိုအောင်မြင်ခဲ့သည်။တရားဝရီမြို့ဝန်တာနုကောင်စီတွင် စက္ကတရီဖြစ်ဆောင်ရွက်ခဲ့သည်။1922ခုနှစ် GCPA အကွဲတွင်ဖခင်ဦးဖိုးကျူးနှင့်အတူ22ဦး GCPA အဖွဲ့ကပါဝင်လှုပ်ရှားဆောင်ရွက်သည်1925ခုနှစ်တွင်ဝါရစ်နိုင်ငံရေးသမား တာယာဝတီဥပုကိုအနိုင်ရ၍လွတ်တော်အမတ်အဖြစ်ဆက်လက်အရွေးခံရသည်တောင်သူလေသမားတော်လန်ရေးခေါင်းဆောင်ကြီးဂလုံဆရာဆဲဤနောက်လိုက်ဂလုံတက်ဖွဲ့ဝင်များကိုရှေ့နေလိုက်ပေးခဲ့သည်ဆရာဆဲဤတောင်သူလေသမားတော်လန်ရေးနှင့်ပတ်သက်၍အင်္ဂလိပ်အစိုးရသည် ပုံကံသူများအားရက်ဆက်စွာနှိတ်ကုတ်ခဲ့ကြောင်းအစိုးရထံအိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့သည်ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့်မြမပြည်အရင်စံအုပ်တအုပ်ရေးသား၍ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ရာအင်္ဂလိပ်အစိုးရ၏ပိတ်ပင်တားဆီးမှုကိုခံရသည်တာယာဝတီအမတ်သည်1930-31ခုနှစ်မြမပြည်အရင်စံအုပ်ကိုထုတ်ဝေရာအစိုးရအအကြီးညိုပြည့်စည်သော စာသားများပါဝင်၍ပုံမှန်124ကကြီအရအပြစ်ပေးနိုင်ကြောင်း အထူးကိစ္စအထောက်ခံရသည်ဥပဒေပြုအလွတ်တော်အစည်းအဝေးတွင်လည်းဆရာဆန်တန်တိုလေသမားအရေးတော်ပုံနှင့်ပတ်သက်၍အင်္ဂလိပ်အစိုးရ၏အရေးယူဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားရာထိုစဉ်ကတည်တယ်ရင်အတွင်းဝင်မစ္စတာဘုတ်ဂရီဘလီကဥဆောအားမောင်မင်းဂလုံဖြစ်လာပြီဟုပြောကြားရာမှဂလုံဥဆောဟုအနီတွင်ခဲ့လေသည် 1932ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်ကျင်းပခဲ့သော ထိုင်းအာခင်အုပ်ချုပ်ရေးစတုဒ္ဓအကျင်း ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲတွင်တာယံဝရီတောင်ပိုင်းမဲဆန္ဒနယ်မှ အရွေးခံရာရှုံးနိမ့်ခဲ့သည်သို့သောဆယ်လကျော်၌ဂျားဖြန့်ရွေးကောက်ပွဲတွင်ဟင်္ဒလာမြို့မြောက်ပိုင်းမဲဆန္ဒနယ်မှ အရွေးခံရသည်1934ခုနှစ်တွင်ဦးစော်သည့် ရန်ကုန်မြို့နီစီပင်လူကြီးအဖြစ်အဖွဲ့ဝင်ဆောင်ရွက်ခဲ့သည်1935ခုနှစ်မေလ23ရက်နေ့တူရီယာသတင်းစာကိုယ်စားလှယ်အဖြစ်ဂျပန်နိုင်ငံသို့တွားရောက်လည်ပတ်ခဲ့ရာခန့်ခန့်နာနာကြိုးဆိုခြင်းခံရသည်အပြန်တွင်ကိုရီးယားတရုတ်ထိုင်းပရှုကျွန်းစွေစသောနိုင်ငံများသို့တွားရောက်၍နိုင်ငံရေးလှိမ့်လာခဲ့သည် ဂျပန်မှအပြန်ဦးစော်သည်ဂျပန်ပြည်လမ်းညွန်စာအုပ်ကိုရေးပြီးတူရီးယားတိုက်မှ1935ခုနှစ်တွင် ထုတ်ဝေခဲ့သည် ထို့နောက်တူရီးယားသတင်းစာရှယ်ယာများကိုထက်မှန်ဝယ်ယူ၍1936ခုနှစ်တွင်တူရီးယားသတင်းစာတိုက်၌ဒရိုက်တာအဖွဲ့ဝင်ဖြစ်လာသည်1938ခုနှစ်တွင်တူရီးယားသတင်းစာအယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်သည် လဆာမှာ850ကျပ်ဖြစ်သည်ဒုတိယသတင်းစာအယ်ဒီတာ ချုပ်ဖြစ်ဩစာကြီးမားလာသည်နှင့်အမျှဒုတိယသတင်းစာ၏မူဝါဒကိုကြိုးကင်ပြောင်းလဲခဲ့သည် ထိုစဉ်ကဒုတိယသတင်းစာတွင်တာဝန်ခံအယ်ဒီတာဖြစ်ဝင်ရောက်လောက်ကင်နေသောဆရာကြီးရွှေဦးထောင်းကဥဆောင်နှင့် တွေးခဲ့ပုံကိုသူဤတသက်တာမှတ်တမ်းနှင့်အတွေးခေါ်များစာအုပ်နိုင် ျွန်ုပ်ဤခေါင်းကြီးများအကြောင်းနှင့်ပတ်သက်၍ဂလောင်ဥသောကကျွန်ုပ်အားပြောဖူးခြင်းကိုတတိယပါသေးသည်ဥသောမှာတူရိယတိုက် အဆုရှယ်ယာများအနက်တွင် အဆုအများဆုံးလက်ကင်ရှိသူတယောက်ဖြစ်ပြီးအဲဒီတာချုပ်မဖြစ်လာမီကလေးကပင်တူရိယပေါ်လစီနှင့်အုပ်ချုပ်ရေးတွင် အတော်ဆောင်ရွက်နိုင်ဟန်ရှိ၏ဥသောဝင်လာပြီးသည့်နောက်တစ်နေ့တိုင်းကျွန်ုပ်အားသူ၏အခန်းသို့ခေါ်၍ လက်ဖက်ရည်ဖြင့်အခင်ခမားရောက်လာကလေးကခမားခေါင်းကြီးတွေကိုကျွန်တော်ကရုဆိုင်ပြီးဖတ်ပါတယ်ခမားရည်တဲ့ပထမခေါင်းကြီးအကြောင်းကို ဥပကလေးကမေးလို့ကျွန်တော်ကဒီလူကိုလက်မလွတ်စေနဲ့ရအောင်ရှူပါလို့ပြောလိုက်ရပါသေးတယ်ဟုပြောပေသည် အမှန်ကိုပြောရရင်တူရိယတိုက်တို့ကျွန်ုပ်ပြန်ဝင်လာပြီးသည့်နောက်တနစ်ကြော်ခန့်အကြာတွင်ဥဆုံးဝင်လာခြင်းဖြစ်ရာ သူဘအက်ဒီတာချုပ်ကျွန်တော်ကတာဝန်ခံအက်ဒီတာ အဖြစ်နဲ့လောက်ကြရာတွင်သတင်းစာအကြောင်းကိုဘာမျနားမလည်သောနိုင်ငံရေးသမားတယောက်ကသတင်းစာတိတ်တွင်ကျွန်ုပ်အထက်မှဩစာပေးနိုင်ခြင်းကိုကျွန်ုပ်ခံပြင်းလာသောကြောင့်နှုတ်ထွက်ရန် အတန်တန်စိတ်ကူးခဲ့၏နောက်ထပ်လေမြေတို့လောက်ကင်စားတောင်းမီကိုပင်ကြံစင်စိတ်ကူးလျက်ရှိပါပြီထို့တော့အချိန်ဤတွင်ဦးစောသည် ကျွန်ုပ်အားလက်ဖိတ်ရတိုက်ပြီးအထက်ပါအတိုင်းစကားကိုပြောလိုက်ခြင်းဖြစ်ပေသည်ထိုအချိန်မှစ၍ကျွန်ုပ်သည်တူရိယာတိုက်မှနှုတ်ထွက်ဖို့စိတ်မကူးတော့ပင်လာခတိုးပေးဖို့တောင်းရန်သာကြံစီပါတော့သည်တရင်စာအကြောင်းကိုမသိတော့လင်ဆက်ဆံရေးကို ကောင်းကောင်းနားလေသောနိုင်ငံရေးသမားတစ်ယောက်ဖြစ်သည်ဟုပြန်လာပါသည်ခွေရေးရှိတာထားလေသည် ထို့နောက်ဦးစောသည်1936ခုနှစ်တွင်ဂလုံစစ်တုံးကြီးပွဲခဲ၍ဂလုံတက်ဤဘိုလ်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်1936ခုနှစ်ဒုတိယចောင်းသားတပိတ်တွင်ចောင်းသားများနှင့်ရင်းနှီးမှုရရန်ကြိုးစားခဲ့သေးသည်1938ခုနှစ်ဩဂုတ်လ14ရက်နေ့ဂလုံဦးစောသည်မျိုးချစ်ပါတီကိုတည်ထောင်ခဲ့သည်မျိုးချစ်ပါတီဌာနချုပ်ကိုဒုတိယသတင်းစာတိုက် နက်နက်ချင်းဆိုင်နေရ၌ဥစော၏မယန်းကုန်းမြို့နယ်အေဒီလန်းယခုမေခလန်းအမှတ်၄နေအိမ်တွင် ဖွင့်လှစ်ထားရှိသည်မျိုးချစ်ပါတီတွင်ဝစ်လုံတော်ရဦးအိမ်ဖြာပုံတထေးဦးအောင်ခင်ခင်းတရဦးမြဘကောဦးစိန်ဝင်းတို့ခေါင်းဆောင်များအဖြစ်ပါဝင်ခဲ့သည်1938ခုနှစ်ဩဂုတ်26ရက်နေ့ဦးအိမ်နှင့်ဦးစောတို့က ဒေါက်တာပါမော်ညွန့်ပေါင်းအစိုးရကိုအယုံကြည်မရှိကြောင်းအဆိုတင်သွင်းရာမဲခွဲရာထောက်ခံမဲ63မဲကန့်ကွက်မဲ66မဲဖြင့်အဆိုဘက်မှရှုံနေခဲ့သည့်အတွက်ဒေါက်တာပါမော်အစိုးရဆက်လက်တည်မြဲခဲ့သည်1938ခုနှစ်ဒီဇင်ဘာလ16ရက်နေ့၌ရွှေဒဂုံစေတီချီဥပဒေစရရက်၌မျိုးချစ်တပ်ဖွဲ့ဝင်များ ဂလုံတက်များနှင့်အာနာဖီဆန်မှုကိုတတိယအကြိမ်ကြောင်းသားတပိတ်အားဟန်ရေးပြလှဲ့ကွက်ဖြစ်လှုပ်ဆောင်ခဲ့ရာခိတ္တအဖန်ခံရသည်1939ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့တွင်လွတ်တော်အစည်းအဝေး၌ဒေါက်တာဘမော်ဦးဆောင်သောညွှန်ပေါင်းအစိုးရအားအယုံအကြိမ်မရှိအစိုးကိုထပ်မံတင်သွင်းခဲ့ရာ ထောက်ခံမဲ80မဲကန့်ကွက်မဲ38မဲတို့ဖြင့်အဆိုဖက်မှအနိုင်ရရာဒေါက်တာဘမော်အဆိုရပြုတ်ကျသွားသည်1939ခုနှစ်မေလ30ရက်နေ့တွင်ရွှေကျင်ဥပုဦးဆောင်သည့်ညွန်ပေါင်းအဆိုရအဖွဲ့၌ဥဆောင်သည့်လေယာနှင့်တက်တော်ရေးရာဝန်ကြီးဖြစ်လာသည်1940ပြည့်နှစ်စက်တင်ဘာလ9ရက်နေ့တွင်လှစ်တော်၌ဥပပေတင်သွင်းသည့် ဥပုအစိုးရပုံအယုံအကြည်မရှိအစိုးကို မဲခွဲရာထောက်ခံမဲ80မဲကန့်ကွက်မဲ32မဲရရှိသဖြင့်အစိုးအနိုင်ရပြီးဥပုအစိုးရပြုတ်ကျသွားသည်ထို့ကြောင့်1942ခုနှစ်စက်တင်ဘာ9ရက်နေ့တွင်ဂလုံဦးစောဦးဆောင်သည့်ညွန်ပေါင်းအစိုးရဖွဲ့စည်းနိုင်ခဲ့သည်ဂလုံဦးစောသည်နန်းရင်ဝင် ဝင်ကြီးချုပ်အဖြစ်အစိုးရဖွဲ့ကိုဦးဆောင်ခဲ့သည် ။နိုင်ရင်ဝင်ဘဝ၌ဦးစောသည်မြမအမျိုးသမီးများကိုဆောက်ရှောက်ရန်ဥပဒေတစ်ခုပြဋ္ဌာန်းပေးခဲ့သည်။ရှင်ဥပဒေမှာဗုဒ္ဓဘာသာအမျိုးသမီးများထိမ်းများလက်ထက်ခြင်းဥပဒေဖြစ်သည်။1940ပြည့်နှစ်တွင်ဘိုမူကြီးဆူဆူကီနောင်ဘိုမိုးကျိုးမြန်မာနိုင်ငံသို့လွှတ်ဝက်လာရောက်သောအခါကလောင်ဦးစောသည်ဘိုမိုးကြီးဆူဆူကီအားတွေ့ဆုံ၍ မြန်မာလွတ်လပ်ရေးရဲ့အတွက်ဂျပန်ထက်မှအကူအညီများလိုချင်ကြောင်းပြောကြားခဲ့သည်ထို့သောဦးစောသည်နန်းရင်ဝင်ဘဝ၌အင်္ဂလိပ်ကုန်တယ်များ၏အလိုအကျငြိမ်ဝှက်ပြပြမှုကိုဦးစားပေး၍ခက်ကြမ်းကြမ်းကင်တွဲသည်ထို့ကြောင့်1942ခုနှစ်မတ်လ16ရက်နေ့တွင်ကျင်းပခဲ့သော အောက်လွှတ်တော်အစည်းအဝေး၌ ဘိုးတထောင်မဲဆန္ဒနှင့်အမှတ်ဥပပေသည်ဥဆောင်သောအစိုးရအဖွဲ့အောင်အယုံအကြည်မရှိအဆိုကိုတင်သွင်းခဲ့သည်သို့တော့ထောက်ခံမဲ58မဲကန့်ကွက်မဲ82မဲသာရှိရရှိသည်ဖြင့်အယုံအကြည်မရှိအဆိုရှုံးနိမ့်သွားသည် ထိုအစည်းအဝေးတွင်အမှတ်ဥပဥပဒီကနိုင်ငံဝင်ဦးစောနှင့်ဗန္ဒာယင်းဝင်ကြီးဥပတီတို့နှစ်ဦးကိုရည်ရွယ်၍ နန်းရီဝင်က6တန်းဗနာရီကဆောက်ကန်းဟုပြောကြရာရှင်းတို့နှုတ်ကိုဥသောကကာကွယ်ရေးဥပဒေအရအရေးယူခဲ့သည်ဥသောသည် သူအာနာရှိစဉ်ကထောက်တာဘမောဥဖဥဥဖဝင်းတို့ကိုတာမကနိုင်ငံရေးဆရာတဆူဖြစ်သောဥပပေတို့ကို ထောက်နှံပေးခဲ့သည်တခင်ကောင်းဆောင်များကိုလည်းဖန်ဆီးအရေးယူခဲ့သည် ထို့ပြင်ဒုဗမာအစည်းယုံကိုတိတ်ခါကြစီရန်လယ်သမားဖိုးရွှေလုံးနှင့်ရင်းချင်းနှင့်တခင်လီကာအမည်ရှိစာအုပ်ကိုအစိုးရပိုင်ဝင်ဖြင့်ဆောင်ရည်အများပြားပုံနှိပ်၍ဖျက်ချီခဲ့သည်ထို့ပြင်လွတ်တော်ပြပနှင့်နေတို့တွင်ကျောင်းသားများကဗမာပြည်ကြီးနှစ်ဖို့ဖန်ကလိန်ညာနှင့်ငစောငစောငစောမှုတက်လို့လားသူမျက်နှာဟာအရှက်မရှိညာတာဝါဒလှိမ့်လို့ဖန် မျိုးချင်းညာဟာဗမော်လိုပဲဟူသောတန်ချက်ဖြင့်တန်ပုံးတီးတောထုတ်ချေခံရသည်သို့သောမြမပြည်ပြည်ခံဒေါ်မန်စမစ်သည်1942ခုနှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲကိုအကြောင်းပြု၍ပွဲကိုစစ်ကိုအကြောင်းပြု၍ဥဆောင်အစိုးရအားဆက်လက်တည်တန်းစေခဲ့သည်1942ခုနှစ်အောက်တိုဘာ10ရက်နေ့တွင်နိုင်ငံဝင်ဦးဆောင်သည့် ICS ကို ိန္ဒိယဗဒင်ခံဝန်ထမ်းဦးတင်ထွတ်ကို အကြံပေးဖြင့်ခေါ်ဆောင်ပြီးနိုင်ငံဝင်အတ္တလီနှင့်တွေ့ရန်အင်္ဂလန်သို့သွားရောက်ခဲ့သည်ဆင်ဆက်ဦးစောနှင့်ဦးတင်ထွတ်တို့မှာမိမိတ်ဆွေရင်းချအဖြစ်ပေါင်းသင်း၍ရှာနိုင်တော်သူများမဟုတ်ကြပေဦးစောကတက်ကြွသောနိုင်ငံရေးသမားဖြစ်ပြီးကျန်ဦးတင်ထွတ်ကပြတ္တိရှာ၏အသက်စာရောဂံအရာတည်းဖြစ်သည် တို့တော်ဥတင်ထုတ်သည်မြမလူမျိုးဖြစ်လျာမိမိတိုင်းပြည်လွတ်လပ်သည်ကိုမြင်ချင်သူသားဖြစ်သည်တို့တော်ဥတင်ထုတ်သည်နိုင်ရေးဝင်ဥစော၏အတွင်ဝင်ဖြစ်သည်ဥစောသည်လွတ်လပ်သောမြမပြည်နိုင်ရေးဝင်ကမဟုတ်အတိတ်ကြပြောရရင်ဥစောသည်နိုင်ရေးဝင်ဆစ်ဆစ်မဟုတ်မြန်မာနိုင်ငံတည်ရင်းတွင်ပြည်ထောင်အစိုးရအကျိုးစီးပွားကိုကာကွယ်ရန် တင်ဆက်ထားသည့်အောက်ချုပ်ရေးရန်များတစ်ခုကိုစီမံခန့်ခွဲနေရသူသားဖြစ်သည်တရားရှအကျိုးစီးပွားကိုကနုကောဆလို့လင်းဗျာဒရှမူဝါဒမှသွေဖဲရင်ဥစောသည်တစ္ဆာမဲ့သူဖြစ်သည်ဥတည်ထွတ်သည် ICS ဝန်တန်းဖြစ်တော်လဲတစ်ဖက်က1935ခုနှစ်မြမပြည်အံ့ဥပဒေရဥတည်ထွတ်သည်ဥစော၏ခိုင်းစေချက်တို့ကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည် ရှင်အဥပဒေတိအာနာပိုင်းအူးကို ဖန်တီထားသည်တနည်းဆိုတော့တူးမှာပြည်တွင်းအာနာပိုင်းဖြစ်ပြီးတူးမှာပြည်ပအာနာပိုင်းဖြစ်သည်ဥတည်ထို့ဖို့တစ်ချိန်တည်းမှာပင်ပြည်တွင်းအာနာပိုင်းဥဆောရမိတ်ကိုလိုက်နာရမည်ဖြစ်ပြီး ICS တူးဖြစ်ပြည်ပအာနာပိုင်းဗြိတိရှအစိုးရ၏တစ္ဆာကိုစောင့်တီးရှုတည်ရမည်ဖြစ်သည်1942ခုနှစ်အောက်တိုဘာ18ရက်နေ့တွင် ဦးစောအောင်ဓတိချက်အစိုးရဖွဲ့ကနေ့လယ်စာဖိတ်ကျွေး၍ဓတိချက်နေရင်းဝင်ချာချီနှင့်နှစ်နာရီကျော်ကျော်ဆွေးနွေးခွင့်ရသည်သို့တော်ဝင်းစတန်ချာချီကဦးစောအောင်ယခုလိုတည်ရရှိသည့်အရေးကြီးနေသည့်အချိန်တွင် ကိုပိုင်အုပ်ချုပ်ရေးစကားမပြောသင့်မီမြမကြီးအနာဂတ်တီဖြတိချရိုးရဲ့အစ်အရှုံးအနိုင်မော်ရင်မူတည်နေရဖြတိချရိုးစစ်နိုင်တဲ့ ကိုဝိုင်အုပ်ချုပ်ရေးကိုမြတ်မြတ်တက်တက်စဉ်စားဆောင်ရွက်မည်ဟု၍ပြောကြားခဲ့သည်။ဤစကားမှာ ရေရေလာလာရှိလာသည် မဟုတ်ဟုဥစောတွေးထင်ခဲ့သည်။ရတ္တရှတို့ထံမှကိုဝိုင်အုပ်ချုပ်ရေးလက်ဆောင်ကလေးတစ်ခုရရှိရေးအတွက်မျှော်လင့်ထားခဲ့သောဥစောသည်မျှော်လင့်ချက်လဲဆုံးပြီးနောက်နိုဝင်ဘာလတွင် အင်္ဂလန်မှပြန်လာသည်။အပြန်တွင်အမေရိကန်၌တထောက်နာပြီးပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာမြန်မာနိုင်ငံသို့ပြန်ရန်အစီအစဉ် ရှိသည်အကြံကုံဂလုံးစားချက်ဆိုသလိုသူနှင့်ဥတင်ထွတ်တို့ဝါရှင်တန်သို့သွားသည် အမေရိကန်သမ္မတရူးစဗဲနီတွေကခြားချီအားနားဝင်အောင်ပြောပြရန်ဆွေးနွေးမိယူစိတ်ကူးရှိသည်ထို့သောဗြိတိရှားတို့ကရူးစဗဲအားကြိုတင်ညှိနှိုင်းထားပြီးဖြစ်ရာဗြိတိရှားအစိုးရဖြစ်ရှင်းရမည့်ကိစ္စရင်းအမေရိကန်တို့ပါဝင်ပတ်သက်ရန်ညီတို့မြအကြောင်းမရှိဟုသောအဖြေကိုသာဥဆောင်ရရှိခဲ့သည်ရင်းနှောက် လေရင်လက်မှတ်မရသဖြင့်အတန်ကြာအောင်နေပြီးမှဟာဝိုင်ရီသို့လာခဲ့သည်ရင်းမှတ်သစ်ဖိလစ်ပိုင်သို့ဝင်ပြီးထိုမှမြန်မာနိုင်ငံကိုပြန်မည်ဟုစီစဉ်သည်ဟာဝိုင်ရီစီတို့ရောက်တဲ့နေ့မှာပလဲစိတ်ကန်းကို လေးတက်ကဖုံးချပြီးနောက်တစ်နေ့ဒီဇင်ဘာလ10ရက်နေ့ဖြစ်သည်အမေရိကန်ရေတက်တစ်ခုလုံးဆုံးဆုံးနှစ်သွားသည့်အဖြစ်ကိုသူမြင်တွေ့ရသည်ဂျပန်နှင့်စစ်ဖြစ်နေရန်စီစဉ် ပြီးဖြစ်တော့ကြအနောက်တို့လေရင်ခရီးစဉ်များမရှိတော့သဖြင့်အမေရိကန်တို့ပြန်လှည့်ခဲ့ရသည်ထိုမှတဆင့်ပေါ်တူဂီတို့ဝင်ပြီးမြန်မာပြည်ပြန်ရန်စီစဉ်ပြန်သည်ပေါ်တူဂီနိုင်ငံ လက်စဘုံမြို့တို့အရှောင်းတွင်ရင်းနိုင်ငံရှိဂျပန်တန်ယုံတို့တွားရောက်၍မြန်မာနိုင်ငံကိစ္စတွေ့ဆုံဆွေးနွေးခဲ့သည်ဂျပန်တန်ယုံတို့တွားရာတွင်ဦးစောကဥတင်ထုကိုမခေါ်ဘဲခြံထားခဲ့သည် ဂျပန်တန်ရုံနိုင်ဥဆောင်နဲ့ဂျပန်တန်မတ်တို့တွေ့ဆုံဆွေးနွေးမှုကိုဗျက်တရှထောက်လှမ်းရေးကဖြတ်တောက်ဖြတ်တောက်နားထောင်ရမှာဥဆောင်နဲ့ဂျပန်တန်အမတ်ဆွေးနွေးတဲ့ကိစ္စသိရှိသွားကြတော့သည်ဥဆောင်နဲ့တွေ့ပြီးဒီနောက်တနေ့တွင်ဂျပန်တန်မတ်ကတိုချိုတို့အစီရင်ခံသည်အမေရိကန်မှတစ်ဆင့်မြန်မာနိုင်ငံသို့ပြန်လာသောမြန်မာနိုင်ငံဝင်နေမပြောလင့်ပဲတွေ့ခဲ့ရသည်မြန်မာနိုင်ငံဝင်က အကယ်၍မြန်မာနိုင်ငံကိုဂျပန်တို့ဝင်ရောက်တိုက်ခိုက်ပြီဆိုရင်မြန်မာတို့ဒီဂျပန်တို့နဲ့ပူးပေါင်းကဗြိတိရှတို့ကိုတိုက်ထုတ်ရနိုင်ကူနေပြီဗြိတိရှတို့ကိုပုံကံပြီးထို့ပြင်သူတာအာနာရှိစဲဆိုရင်ဂျပန်အတွက်တက်နိုင်သမျှအကူအညီပေးမည်ဟုဆိုသည်ဗြိတိရှထောင်လန်းရေးတို့ကထိုတရင်ကိုဆိုင်ရာတို့အစီရင်ခံပြီးဥဆော့နှင့်ဥတီထက်တို့ကိုပါလက်စတိုင်းပြည်ဟိုင်ဖာယခုအစ္စရေးပိုင်မြို့တွင်လေရင်ဆိုင်သည့် 1942ခုနှစ်ဇန်နဝါရီလ18ရက်နေ့ဖမ်းဆီးလိုက်သည်သည်1942ခုနှစ်ဇန်နဝါရီလ19ရက်ထုတ်လန်ဒန်တိုင်းဂါဒီယန်သတင်းစာများတွင်ဦးစွန်နှင့်အတူဦးတင်ထုတ်ကိုပါဖမ်းဆီးလိုက်သည့်တဲ့တင်ကိုဖော်ပြကြသည် ဥဆောင်အားဒုတိယကမ္ဘာစစ်အတွင်းအာဖရိကတိုက်ယူကန်ဂျာနိုင်ငံ၌အကြေကျုပ်ဖြစ်ထိမ့်သိမ်းထားပြီး ICF ဥတည်ထုတ်ကိုမူအိန္ဒိယနိုင်ငံသို့အိန္ဒိယနိုင်ငံဆင်မလာသို့ပြန်ပြီးမြန်မာပြည်စစ်ပြေးအစိုးရ၏အကြံပေးဖြင့်ဆောင်ရွက်စေသည်ဥဆောင်သည်ယူကန်ဂျာ၌အထုံးနေနေထိုင်ခဲ့စဉ်တွင်ယူကန်နာရှိအမျိုးသမီးနှင့်အိမ်နာကြ၍တာတယောက်ရခဲ့သည်ဟုဆိုသည် ထို့နောက်ဒုတိယကမ္ဘာစစ်ပြီး1946ခုနှစ်ဇန်နဝါရီ28ရက်နေ့တွင်နိုင်ငံဝင်ဟောင်းဦးစောသည်လင်းနှင့်နီပါအကျယ်ချုပ်ခံရပြီးနောက်မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည်မေလစံတွင်သူ၏မျိုးချစ်ပါတီကိုပြန်လည်ဖွဲ့စည်းခဲ့သည်ထို့နောက်1946ခုနှစ်စက်တင်ဘာ12ရက်နေ့တွင်မြန်မာပြည်ပြည်ခံစာဟုပါရက်စ်ကဦးစောအားခေါ်ယူတွေ့ဆုံခဲ့သည် ထိုနှစ်စက်တင်ဘာ22ရက်နေ့ညနေ9:00နာရီတွင်ဦးစောသည်ဘရင်ခန်ဆာဟူဘတ်ရက်စ်နှင့်ထပ်မံတွေ့ဆုံပြီးဘရင်ခန်အင်တော်မအပြန်မြင်းဒီကုန်းလမ်းဆောင်အဝိုင်းကြီးကိုကျော်လွန်၍စိတ်ဖလိုမီနာကြောင့်အထက်ကနေဆန်းကြောင်းရှိနိုင်ယူနီဖောင်းဝတ်မြင်မသိလူတဆို၏တနက်ဖြစ်ပြစ်ခတ်မှုကိုခံခဲ့ရသည် ထို့ကြောင့်ဦးစောဤလက်ဝဲဘဲမျက်နှာအောက်ပါအထက်ပိုင်းကိုချီဆန်းရှက်မှန်ခဲ့သည် ရေးကိစ္စနဲ့ပတ်သက်၍ဥစော်သည်ဗိုလ်ချုပ်အစံအပေါ်အထင်မှားကဗိုလ်ချုပ်အပေါ်အညိုတီထားခဲ့သည်မြန်မာနိုင်ငံဘီခန်စာဟုတ်ဘရန့်စ်ကစက်တဘာ29ရက်နေ့တွင်ဘီခန်အလုံးအမှုအဆောင်ဝင်ကြီးအဖွဲ့ကိုဗိုလ်ချုပ်အစံကဥဆောင်၍အဖွဲ့ဝင်10ဦးဖြင့်ဖွဲ့စည်းပေးရာ ကလုံးဥစော်သည် ဘရင်ခန့်၏ထောက်ခံမှုဖြင့်အစိုးရအဖွဲ့၌ပညာရေးနှင့်အမျိုးသားစီမံကိန်းဝန်ကြီးဌာနအဖြစ်ဆောင်ရွက်သည်1948ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်ဗျက်ဒိယအစိုးရ၏ဖိတ်ကြားချက်အရမြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ဆွေးနွေးရန်ဗိုလ်ချုပ်အစံဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်အင်္ဂလန်ပြည်သို့သွားရောက်ရာဦးစောသည်လိုက်ပါသွားခဲ့သည် ထို့နှစ်ဇန်နဝါရီ28ရက်နေ့တွင်မြမလွတ်လပ်ရေးအတွက်ချုပ်ဆိုသောအောင်ဆန်းအက်တလီစာချုပ်နောက်ဆက်တွဲကိုထိုစင်ကအစိုးရအဖွဲ့ဝင်ဖြစ်လိုက်ပါသွားသောတခင်ပါစိန်နှင့်ဥစောတော်သည်တဘောမတူကြောင်းမှတ်ချက်ဖြင့်လက်မှတ်ထိုးခဲ့ကြသည် အမှန်စစ်စစ်ဥစောနှင့်တခင်ပါစိန်တို့သည်စာချုပ်ကစားနေပတ်သက်၍မြန်မာနိုင်ငံတွင်တဘောထားအယူအဆအရှုပ်ထွေးအောင်ပြည်ရဲ့စင်ကြင်တာဖြစ်သည် ထို့နောက်1948ခုနှစ်ဖေဖော်ဝါရီ17ရက်နေ့တွင်ဦးစောဒီတကောင်အတီတီနှုတ်ထွက်ခဲ့ကြသည်ထို့နောက်1948ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့အစိုးရအဖွဲ့မှနှုတ်ထွက်ပြီးနောက်တခင်ပန်းစိန်ဒေါက်တာဗမော်ရိုနှင့်ကအတူဦးစောဒီမဟာဗမာအဖွဲ့ကိုဖွဲ့စည်း၍ဖဆပလအတိုက်ခံဖြစ်ဆောင်ရွက်ခဲ့သည်ထိုစဉ်ကမဟာဗမာအဖွဲ့ကိုစာနယ်ဇင်းများ၌ ဆောစိန်မော်ဂိုင်းဟုခေါ်ကြသည်ထို့နောက်1948ခုနှစ်ဇန်နဝါရီလ19ရက်နေ့စနေနေ့နနက်စင်စတနိုင်းခွဲတွင်ကလုံးဆောသည် သူ၏နောက်လိုက်များအားဗိုလ်ချုပ်အဆင့်နှင့်ဖတ်ဆပ်ပလခေါင်းဆောင်များအစည်းဝင်းချင်းပနေစဉ်လှုပ်ကြံတက်ဖြတ်နိုင်သည်ဗိုလ်ချုပ်တို့လှုပ်ကြံခံရသည့်ညနေပိုင်းမှာပင် လူသက်တရေကလုံးဆောသည့်အပေါင်းပါများကိုတောင်းကျမ်းမှုနှိမ်နီးတဲ့တည်ရင်အမှတ် တက်ခွဲမှုဖိုးသိမ့်ဟန်နေရဲပေါ်များသည့်ဗရန်ကုန်းမြို့နယ်ခုနှစ်ရက်ကွာ AD လမ်းယခုမေခလမ်းအမှတ်လေးရှိဦးဆောင်နေအိမ်တို့ဝိုင်းဝန်းရွှေဖွေဖန်စီကစုံတောင်းအက်စပက်တာမစ္စတာဂျက်ခေါင်းဆောင်သောတပ်ဖွဲ့သို့အနှံခဲ့သည်ထို့နောက်ဗရင်ခံအထူးခုံရုံးအဖွဲ့စီ၍အမှုကိုဆစ်ဆေးခဲ့သည်ဦးဆောင်နေအပေါင်းပါကိုဟာဦး ။ဦးကျော်မြင့်ဦးအောင်သာကျော်နဲ့ဦးစီဘူးလူပါဝင်သောအထူးခေါင်မှလေးလာတိုင်းကျန်းနာစစ်ဆေးကပြစ်မှုထင်ရှားသဖြင့်1948ခုနှစ်ဒီဇင်ဘာလ30ရက်နေ့တွင်မခဲ့သည်။လောက်ကျန်မှုတည်းခင်ဗျားနဲ့ဘညို့ဖော်ကောင်းသည့်အစိုးရတပ်တွေဖြစ်သွားတော့ကြောင့်အမှုမှကွန်းလွတ်ကျော်တော့သွားခဲ့တယ် ကျန်တဲ့ခံပြားကအစစ်စစ်အယူခံဝင်ခဲ့ရာနောက်ဆုံးအယူခံလွှာကို1948ဧပြီ24 20ရက်နေ့တွင်ထိုင်းတရားလွှတ်တော်အချုပ်မှပယ်ချလိုက်သည်ထို့နောက်သမရထံတနာခံလွှာဆက်လက်တင်သွင်းခဲ့ရာခင်မောင်ရင်ဒုက္ခနှင့်မောင်နီတို့အပေါ်တည်တံအမိတ်ပယ်ဖြဲ့ပြီးတသက်တကြုံထောင်တန်များသို့လွှဲပြောင်းပေးခဲ့ကြသည်ကျန်တဲ့ခံပြားဖြစ်ကြသောကလုံးဦးစောတက်နေ မောင်ဆိုးနဲ့မုံကြီးတို့အားအင်းစိန်အကျဉ်ထောင်တွင်လည်းကစိန်ကြီးနဲ့ရန်ကြီးအောင်တို့အားရန်ကုန်အကျဉ်ထောင်ယခုရန်ကုန်အထွေထွေယောဂါကုဆေးရုံနေရာတွင်လည်းက1948ခုနှစ်မေလ10ရက်စနေနေ့အာယုတ်တက်ချိန်9နာရီခွဲတွင်တပြိုင်နက်ကြိုးစားကြိုးပေးစီရင်ခဲ့သည်ကြိုးပေးခံရစဉ်ကဦးစောသည်အသက်48နှစ်ရှိပြီးဇနီးဒေါ်တန်းခင်နှင့်တမီးဘေဘီစောခွန် မေတန်းစောကကြံ့ရင်ခဲ့သည်နိုင်ငံတော်လှုပ်ချံမှုကြီးအတွက်ကျိုးထက်အတည်ပြုခြင်းခံရပြီးဖြစ်သောဥသောတီသူ၏သမီးဖြစ်သူဘေဘီစောခွန်မေတန်းစောထံနောက်ဆုံးစာတစ်စောင်ရေးသားပေးပို့ခဲ့ရာအောက်ပါအတိုင်းဖြစ်သည်ချစ်သမီးတို့ချစ်သမီးအတွက်အနှဲငယ်ရေးရအောင်မည်သမီးသည်အေးစင်းကစပြီးသူတစ်ပါးအသက်ကိုမတက်ပဲအမြဲရှောင်ကျဉ်လာခဲ့သလို့ မိမိအသက်ချက်ဆုံးနေတဲ့အခါမှာသူတပားအသက်ကိုမတက်ပါဟု၍မြတ်စွာဘုရားရှိတော်၌နေစဉ်နေတိုင်းအထိတ်ထံပြုပါ။နောက်အရေးကြီးတာတစ်ခုကသမီးအားမှားခဲ့အောင်မီဒေဒီတို့အမျိုးသည်အဖေမျိုးအမေမျိုးတို့သည်စိတ်အလွန်ထက်ကြသည်စိတ်ကောင်းရှိကြသည်သို့တော်သူတပားစော်ကားလာရင်မခံချင်သော စိတ်ထားကအလွန်အားကြီးကြ၏စိတ်ပြင်းထန်၏သူများတကာကတစ်ချက်ရိုက်လျင် ိုကအချက်20ပြန်ဆိုင်ချင်တယ်။လက်စားပြန်မချင်တသက်လုံးမမိနိုင်။မစားနိုင်မနေနိုင်လို့ရှိကြသည်။ငါတမီဤတို့သဘောမရှိသေးနဲ့။အကယ်၍တရားရောက်ကရှင်မူလာရင်တိခန့်မှာတိခန့်ချင်းတည်ပြီးတဲ့ကုတိုလ်ရေးပင်ဖြစ်တော်၏။ဤတို့ဖြစ်ရန်ငါတမီသည်တတ်နိုင်သမျှပါဝင်ကူညီပါ။ဆောင်ရွက်ပါ။ဖျားတာနာတော့အကျိုးတရဝများ၏အကျိုး မိမိကိုကျိုးအတွက်ဖြစ်ပေမည်ဟု၍တသက်လုံးမှတ်ထားပါတမိသည်ဆရာတော်တန်ဃာတော်အရှင်မြတ်များကိုအမြဲကိုးကွယ်ပါစိတ်ကပ်ပါလူတန်းမှာဌာနတိလဘာဝနာကုသိုလ်ကောင်းမှုများကိုအမြဲအားထုတ်ပါဤကံငါဤချစ်တမိအားပေးအပ်ခဲ့သောအမွေပင်သည်လိမ္မာစွာနေရှိပြီးတော့ချစ်တမိမောင်စော ဦးစောသည်တမင်းဖေဘီစောကိုဆုံးမစကားရေးတိုင်းခဲ့ခြင်းမှာ ကျိုးတန်စီရင်ခံရခြင်း မခံမီအချိန်ကာလအတွင်းကျိုးတိုက်ထဲ၌လေဒီဆရာတော်၏တရားစာအုပ်များပါဝင်ဘုရားဝင်ကျမ်းစာစာအုပ်များကိုဖတ်ရှုခဲ့ရကြောင်းတရားရရှိသွားလေသလားစဉ်းစားစရာပင်ဖြစ်သည်ကလောဦးစောသည်ရန်စဝင်းရိုင်းအောင်ပြုခဲ့ပြီးတော့သူ၏မိုက်ပြကြောင်းနိုင်ငံတော်လှုပ်ချံမှုတရားခင်းဖြင့်ဘဝဆက်သင်ခဲ့ရလေသည်သူတမီးထံရေးပေးခဲ့သော တန်ဝေကစာကိုဖတ်ရှုရသူတိုင်းသည်ဆလီဥပုညာ၏ဆက်တဲ့စင်မျိုးထုမှဒေါ်နိုထရမ်ဘိုဆို၏မျှချက်ကြောင့်အသက်ကုန်အဆဲဆဲ၌ဆာလန်စင်မျိုးဆိုခဲ့သောညံဝင်းနေရုပ်မာလာသောအမှိုက်မတက်တင်းကျဉ်ပြီးတက်တီကဆက်ဆက်မူချမှန်တော်သည်တို့မြတ်လောက်မထောက်မဆကြံရက်သည့်မိမအား မရသူ၏သူမမေ့ရှာပြီးရှေ့သို့တန်တရာဖြစ်တိုင်းမှာတင်။လောင်စာရန်ညူးမီးဆိုင်တွင်ပြုံးပြီးကြောင့်မင်းမဆိုးအမုံဒီဘဝတွင်ဒီပြနှင့်တုံးစီတော်ဟုသောစကားကိုပြန်လည်တရိယမိက အမုံတန်တရာကုံဆုံးပါစေတော်ထုတန်တာနေမိပါတော့သည်။အချိန်ပြီးပြီးနောက်ထောင်ပေးကြသူအားလုံးကိုယေရှုအများကြီးတင်ပါရရှင်။